writer လုပ်ပြီးမှချမ်းသာလာတယ်လို့ပြောလာတဲ့သူတွေကိုပြန်လဲခြေပန်းလိုက်တဲ့လှိုင်းတရာကိုကြီးအားလုံးပဲမင်္ဂလာပါဗမစ်စနောင်းကနေကြိုဆိုလိုက်ပါတယ်လှိုင်းတရာကိုကြီးဆိုတာကနမဲကြီးကသာဇိုးဆန့်နေပေမဲ့တကယ်တကယ်တမ်းမှာတော့သူတက်နိုင်တဲ့အရာတွေနဲ့မရှိတဲ့သူတွေတက်ကြီးရွယ်အိုတွေကိုလှူဒန်းပေးနေတဲ့သူတူပေါင်းဤတန်စင်မှုကိုလည်းအလူရှင်တွေရဲ့အကူအညီနဲ့အချုံဆက်တွေကိုပါလှူဒန်းပေးနိုင်ခဲ့ပါတယ်အခုလေကုံထမ်းရင်နဲ့ကြောင်လာတဲ့ဆန်လေးတွေကိုလိုက်စုကုံတွေထမ်းပြီးဝန်းစာရှာနေရတဲ့အဖိုးသုံးယောက်ကိုအလူရှင်တွေကငွေတွေထောက်ပံ့ပေးခဲ့တာကြောင့်လှိုင်းတရာ ကိုကြီးကကိုစားသွားလှုပ်ပေးခဲ့တာဖြစ်ပါတယ်။ဆန်လိုက်ကပြီးဆန်ပြန်ရောင်းနေရတဲ့အဖိုးကိုလည်းဆန်တွေအများကြီးရောင်းနိုင်မှုအတွက်လည်းငွေတွေထက်လှုပ်ခဲ့တာပါ။လိုင်တန်ယာကိုကြီးကအလှူတစ်ခုလောက်တော့မယ်ဆိုရင်သူ့လှုပ်မဲ့သူကတကယ်အခက်ခဲဖြစ်နေလား၊ကြက်တဲနေလားဆိုတာကိုအရင်ဆုံးစမ်းပြီးမှလှူတာပါ။သူရဲ့တငယ်ချင်းတွေကလည်းလှိုင်းသားရကိုကြီးအတွက်အများအားရှိနေပြီးကိုကြီးလှုပ်တဲ့အရာတိုင်းကိုလိုက်ပြီးဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ ိုကြီးသွားတဲ့နေရာတိုင်းကိုလိုက်ပြီးတော့မငင်းမညွန်နဲ့လိုက်လို့ပေးနေတာပေါ့ဒီလိုတွေပရိုက်တာလုံးနေတဲ့အချိန်လှိုက်သားရကိုကြီးကရွှေတွေဝစ်လာတယ်ဆိုပြီးလူတချို့ကသတိထားမိခဲ့ကြပါတယ်ဘာလို့ရွှေတွဲလဲနဲ့ဖြစ်လာကြလဲဆိုတာကိုလည်းမိကုန်းနေထုတ်လာခဲ့ကြတာပေါ့ပရိုက်တာလုံးနေရင်းနဲ့အလူငွေတွေကိုရှို့ထားပြီးရွှေတွေဝယ်ခဲ့တာလားဆိုပြီးထင်ခဲ့ကြပါတယ်ဒါပေမဲ့လှိုင်းတရာကိုကြီးကတော့အရင်ကတည်းကရွှေ၁၈ချက်သားကိုတောင်သူများအမြင်ကဝစ်ခဲ့တဲ့သူဖြစ်ပါတယ်။ပရိုက်တာမလောက်ခင်9နှစ်10နှစ်လောက်ကတည်းကရွှေကိုတီးနေအောင်ဝစ်ခဲ့သူဖြစ်ပါတယ်။ ဒါကိုလည်းသူ့ရဲ့ Facebook အကောင့်မှာသွားရှာကြည့်ရင်သိနိုင်ပါတယ်လို့ပြောထားပါတယ်။ငကိုကလေးကမျက်စိစပင်းမွေးစူးအောင်လှုပ်တက်တဲ့အချင်းကြောင့်သူများအမြင်ကတ်တဲ့အရာကိုပဲရွေးလောက်ခဲ့တာပေါ့။ Brighter လုံးမှရွှေဆွဲချိုးဝင်နိုင်တာမဟုတ်ဘဲဆွဲချိုးကသေးသွားတာလို့တောင်လှိုင်းတရားကိုကြီးကပြန်လည်ဖြည့်ရှင်းထားပါတယ်။ ဆွဲချိုးကသေးတဲ့အပြင်ကိုမှပါပြီးပေါက်သွားခဲ့တာတောင်ဖြစ်ပါတယ်။အရင်ကတည်းကဆွဲချိုးအချီးကြီးတွေဆွဲရတောင်ဆိုင်ကယ်အချီးကြီးကိုမှမောင်းရတာတွေကိုသဘောကျသူဖြစ်ပါတယ်။အလို့ရှင်တွေကငွေမှားလွှဲတဲ့အချိန်မှလည်းပြန်ပြောရမှအာဏာတာကြောင့်စိုက်ပြီးလုပေးခဲ့တဲ့အချိန်တွေလည်းရှိပါတယ်။အကူကြီးတောင်းတဲ့သူတွေကလည်းအယမ်းများတာကြောင့်သူမလုပေးနိုင်တဲ့အခေါက်နဲ့ကြုံရလဲဇကလုံးတွေနဲ့တိုက်ခိုက်တာကိုလည်းကြုံရပါတယ်။တငယ်ချင်းတွေကလည်းဒီမခံနိုင်တာကြောင့်ကိုကြီးကတော့ပြန်တားနေရတာပေါ့အပုတ်ချတာတွေစကနာထိုးတာတွေကိုလည်းမသိချင်အောင်စောင့်ပေးထားဖို့အတွက်အမြဲမှောင်နေရပါတယ် လူတယောက်ရဲ့ဘဝကိုလုံးဝကောင်းစားသွားအောင်မလုပ်ပေးနိုင်ပေမယ့်သူတတ်နိုင်တဲ့ဘက်ကနေဆွဲထုတ်ပေးနိုင်ရမယ်လို့လိုင်းတရာကိုကြီးကယုံကြည်ထားပါ ဒါပေမဲ့ကျန်တဲ့လမ်းကိုတော့ကိုယ့်အကိုဆက်လျှောက်ရမှာပဲဖြစ်ပါတယ်လူတယောက်ကိုချမ်းသာသွားအောင်လုပ်ပေးတာမဟုတ်ဘဲအစဉ်ပြေပြီးချမ်းသာသွားနိုင်မယ့်လမ်းတစ်ခုပေါ်ကိုတင်ပေးတာဖြစ်ပါတယ်လူအနေနဲ့သူတွေကိုဆွဲခေါ်ပေးပြီးအလင်းရောင်ပေးနိုင်တာကြောင့်လှိုင်းသားရကိုကြီးလည်းသူ့လောက်ရက်တွေအပေါ်သူကိုယ်တိုင်ဂျနက်ပီတီတွေဖြစ်နေတာပါခက်ခဲပြင်းပမှုတွေရှိပေမဲ့လည်းသူကူညီလိုက်တဲ့သူတွေအစဉ်ပြေသွားတာကိုမြင်ရတဲ့အခါအခြားခက်ခဲနေတဲ့သူတွေကိုလည်းစပ်ပြီးကူညီပေးနိုင်ရမယ်လို့စိတ်ကိုတင်းထားခဲ့ပါတယ်။ဒီလိုတွေကူညီတာကြောင့်သူ့မှာလည်းအကျိုးတစ်ခုရလာတယ်လို့ဆိုပါတယ် ။ဘာအကျိုးလဲဆိုတော့လူတော်တော်များများကသူ့ကိုချစ်လာတဲ့အကျိုးပေါ့။လူတိုင်းတော့မဟုတ်ပေမဲ့တော်တော်များများကချစ်လာတဲ့အတွက်သူလည်းလုံရတာပျော်ပြီးတော့ရှေ့လျှောက်မှလည်းဆက်ပြီးကုညီချင်းစိတ်တွေတဖွာဖွာပေါ်လာခဲ့ရပါ့။ပရိသတ်ကြီးရောလှိုင်းသားရကိုကြီးရဲ့လုံရက်တွေအပေါ်ဘလို့ထင်မြင်မိလဲဆိုတာပြောပြခဲ့အောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။